ပရိသတ်ရှင်များအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မြောက်ကိုရီးယားသမ္မတကင်ဂျွန်ဆွန်မိသားစုခရီးသွားတဲ့အခါဘယ်လိုမျိုးဇင်ကပစ္စည်းတွေကိုအသုံးပြုထားလဲဆိုတာကိုဒီဗီဒီယိုလေးမှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကင်ဂျွန်ဆွန်ရဲ့နေရထားမြောက်ကိုရီးယားရဲ့နေရထားလမ်းကြောင်းတွေရဲ့ဘိုးချက်မှာကမ္ဘာအထူးအားဆုံးယထာတစီရွေလျားနေပါတယ်ဇင်ကမှုနဲ့ကြောင်းဝင်မှုရဲ့အကောင်းဆုံးပေါင်းစပ်မှုကိုကိုးစားပြုတဲ့ ရွေလျားတဲ့ခံတန်းကြီးတစ်ခုပါနေရထားခေါ်ဒါမှမဟုတ်တေးအံကိုလို့ခေါ်တဲ့ဒီတန်ချက်ကယထာဟာကင်ချောင်းအိုရဲ့နိုင်ငံတကာခရီးသွားရမှာတိုင်းနေတဆုံအုံပြုရဲ့ရင်ဖြစ်ပါတယ်သူရဲ့ဘိုးဘေးတွေဖြစ်တဲ့ကင်းအီဆောင်လက်ထက်ကလေးကစတင်ခဲ့တဲ့မိသားစုတလေးကိုဆက်လက်ကျင်းသုံးနေတာပါလက်ရှိအုံပြုနေတဲ့ယထာမှာတွဲပေါင်း60ခန်းပါဝင်ပြီးအဖအရှိဆုံးယထာတွဲတွေတဲကအခုဖြစ်ပါတယ်ဒါပေမဲ့ဒီယထာရှိကြီးကိုကြည့်ပြီးအလွန်မြန်လိမ့်မယ်လို့တော့မထင်လိုက်ပါနဲ့လုံးဝကိုစက်ညင်ပါပါပဲတန်ချက်ကပြားရရဲ့လေးလံမှုနဲ့ကြီးမံကာတီဆောင်မှုတွေကြောင့်ဒီယထာဟာတနအီမှာမိုင်38မိုင်သာရှိတဲ့အမြန်နှုံးတဲ့သာရွေလျားနေပြီးခရီး ီးတိုလေးတွေကိုတောင်ရက်ပေါင်းများစွာကြာမြင့်နိုင်ပါတယ် ဒီရွေလျားရဲ့နန်းတော်ရဲ့လုံခြုံရေးစနစ်တွေဟာအလွန်ကိုထူးခြားလာပါတယ်။ယထာမကြီးမန်ကမျက်နှာပြင်တွေပေါက်ကွဲမှုတန်းခံနိုင်တဲ့ကျမ်းပြင်တဲ့နေရံတွေခိုင်ခန့်အောင်လှုပ်ထားတဲ့တံမဏိပြားတွေပါဝင်ပြီးစစ်တပ်နဲ့တက်ဆင်ထားတဲ့နေရာအ ਨੇ ဆုံးနှစ်ခုမြေပြင်မှာလေကြောင်းပစ်ဒုံးကြီးတွေနဲ့တင်းကားတိုက်ဒုံးကြီးတွေလည်းလက်နယ်အဖြစ်တက်ဆင်ထားပါတယ်။ပုံမှန်ခီးစဉ်တစ်ခုမှာယထာသုံးစီးကိုတစ်ပိုင်းနဲ့ထိုးလို့လည်းရှိပါတယ်။လမ်းကြောင်းကိုရှာဖွေစစ်ဆေးဖို့မိုင်းရှာဖွေရေးစနဲ့တက်ဖွဲ့ဝင်တွေပါတဲ့ရှေ့ကဥဆောင်သွားတဲ့လုံခြုံရေးယထာမိနစ်20ကနေ60ခန့်အတွင်းမှာနောက်ကလိုက်တဲ့တင်းရံကိုယထာနဲ့နောက်ဆုံးမှာအပေါ်လုံခြုံရေးအဖွဲ့နဲ့ပစ္စည်းကရိယာတွေတင်ဆောင်တဲ့ယထာတစည်းဖြစ်ပါ ါတယ်အတွင်းပိုင်းမှာတော့ယထာဟာစစ်ခံတဲ့ကနေဇင်ခံတန်းတော်အဖြစ်ပြောင်းလဲသွားပါတယ်ခေါင်းဆောင်မှုဆိုင်ရာတွဲတွေမှာတီးတန့်အိတ်ခန်းတွေရေချိုးကန်းတွေနဲ့နီးပြူဟာကြားတဲ့ဒေသတွေရဲ့မြေပုံတွေပါတဲ့ရုံးကန်းတခုပါဝဲနေပါတယ်အဲ့ခံကျွေးမှုရဲ့နေရာတွေမှာကိုရီးယားတရုတ် ဂျပန်ရုရှားနဲ့ပြင်းတဲ့အစားအစာတွေပါတဲ့ဇင်ကန်စားတောက်ဆိုင်တွေပါဝင်ပြီးဘော်ဒိုးနဲ့ဘူဂျိုလေးလိုမျိုးနမကြီးဝိုင်းတွေရှင်တန်းနေရဲ့ပဇွန်နဲ့ပင်လယ်ခရုလိုမျိုးလက်ဆက်တဲ့အထူးစားတောက်ကုန်တွေနဲ့ပြည်နယ်နေပါတယ်ကင်ချောင်အီးရဲ့2000တခုနှစ်ကခရီးစဉ်ကိုလိုက်ပါလာတဲ့ရုရှားအရာရှိကွန်စတန်တင်ပူလီကိုစကီးကဖျော်ဖြေသူတွေတချင်းဆိုသူတွေတင်သွင်းဝိုင်းတွေပါတဲ့ခန်းနာထဲဝါတဲ့ဖျော်ဖြေရေးကိုဖော်ပြခဲ့ပါတယ်ယထာရဲ့အစည်းအဝေးခန်းတွေဟာနှစ်တွေကြာလာတာနဲ့အမျှပြောင်းလဲတိုးတက်လာခဲ့ပြီး1989ခုနှစ်ကအညိုရောင်အတွင်းပိုင်းကနေ2018ခုနှစ်ကနေပန်းရောင်ဆိုဖာတွေနဲ့အဖြူရောင်2023ခုနှစ်မှာ အပြာရောင်ကျမ်းပြင်တွေအထိအလားစင်မှုပုံစံမျိုးမျိုးကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်2020ခုနှစ်ပန်းပုံစံမီးအိမ်တွေနဲ့မြင်းချအရေးကွန်းဒီဇိုင်းထိုင်ကုန်တွေကိုထုတ်ဖော်ပြသခဲ့ပါတယ်အထူးခြားဆုံးအချက်ကတော့ယထာမှာတန်းချက်ကကားတွေနှစ်စီးနဲ့အရေးပေါ်ရဟန်းတစ်စီးကိုတည်ဆောင်နိုင်တဲ့တည်ယူပို့ဆောင်ရေးတွေတွေပါဝင်နေတာပါဒီပေါင်းမှုကြောင့်မြင်းချအွန်ဟာသူရောက်ရှိတဲ့နေရာတိုင်းမှာတော့သူ့ရဲ့ဇင်ခံသွားလာမှုစံနှုန်းတွေကိုထိမ့်သိမ့်ထားနိုင်တာပဲဖြစ်ပါတယ်ဆက်သွယ်ရေးတော့ကတော့ရွေလျားနိုင်တဲ့မိုးပြန်ချောင်းတစ်ခုပေါ်ကဂျိုးလူကွက်ကိုအသုံးပြုပြီးခရီးသွားချိန်အတွင်းအချိန်နဲ့တပြေးညီအကြံပေးချက်တွေအမိန့်တွေကိုဆက်သွယ်နိုင်ပါတယ်မြင်းချအွန်ဟာ2017ခုနှစ်ကလေးက 那看阿姑姑，可以前舍得钱吗？ ဒီရွေးလျားခံတပ်ကိုအခုအားထားပြုခဲ့ပါတယ်ဒီထက်မှာတရုတ်သမ္မတရှီကျင်းဖင်နဲ့လုပ်ခဲ့တဲ့ထိပ်သီးဆောင်အစည်းအဝေးတွေနဲ့ရုရှားသမ္မတဗလာဒီမီပူတင်နဲ့လုပ်ခဲ့တဲ့တွေ့ဆုံပွဲတွေလည်းပါဝင်နေပါတယ်မကြာသေးခင်ကထင်ရှားတဲ့အသုံးပြုမှုတွေကတော့2025ခုနှစ်မှာကင်ချောင်းဝင်ပီကင်းကိုဒုတိယကမ္ဘာစစ်အဆုံးသတ်80ပြည့်နှစ်အထိမ်းအမှတ်အခမ်းအနားအတွက်တွားရောက်ခဲ့တာဖြစ်ပြီးသူ့ရဲ့သမီးကင်ဂျူအေးကိုလည်းခေါ်ဆောင်သွားခဲ့ပါတယ်ဒါဟာသူမရဲ့နိုင်ငံတကာတန်တမန်ဆိုင်ရာပထမဆုံးဂျင်းဖြစ်ခဲ့ပါတယ်ဒီတန်ချက်ကယထာကြီးဟာမြောက်ကိုရီးယားရဲ့ဇွမ်းအားနဲ့ကြောင်းဝင်မှုရဲ့တင်ကြေတာအဖြစ်ရည်တည်နေသလိုထိန်းချုပ်မှုကိုအခြားရာတွေထက်တန်ဖိုးထားတဲ့ခေါင်းဆောင်တူအတွက် ယ်လဲပို့ပြီးလက်တွေ့ကြတဲ့အရာတခုကိုကိုစားပြူနေပါတယ်လုံးဝအလိုလျောက်လုံးဆောင်နိုင်မှုနဲ့မြန်မာအန်ဒီရီတွေကနေကာကွယ်ပြီးစီးပွားရေးလုပ်ငန်းတွေကိုလုပ်ကန်နိုင်ခွင့်ရှိပါတယ်ဒီထူခြားတဲ့ယထာတွေအတွက်တောင်ခရီးကွာဝေးကဝေးလွန်တဲ့အခါကင်မီသားစုမှအခြားစိန်ခံရွေးချယ်စရာတွေရှိနေပါသေးတယ်နောက်တစ်ခုကပြန်တန်းနေတဲ့နန်းတော်တန်းချက်ကယထာနဲ့နေကွေးတဲ့အချိန်ဟာခရီးသွားဖို့မဖြစ်နိုင်တဲ့အခါကင်ချောင်းအွန်ဟာမိုးမြင့်ကိုမျက်နှာမူလိုက်ပါတယ်သူရဲ့ကိုပိုင်လင်းရင်ပေါ်မှာအတက်မြင့်ဆုံးစိန်ခံမှုအတွက် ပြင်ဆင်ထားတဲ့ဆိုဗီယက်အင်ဂျင်နီယာကျွမ်းကျင်မှုရဲ့တပ်တွေတဲ့ပါ EUSHAN စတီဒူဆိုဗီယက်ခေခရီးဝေးချင်းကိုလည်းဂျက်လင်ကြီးဟာ1963ခုနှစ်မှာပထမဆုံးပြန်တန်းခဲ့ပြီးမြောက်ကိုရီးယားရဲ့လေယာဉ်မှတ်တမ်းတွင် Windis F1 နဲ့ကြီးများတဲ့ရေအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်သူရဲ့အသက်နဲ့ကန့်သတ်ချက်တွေကြောင့်တန်းချက်ကယထာကိုပိုနစ်သက်လာပေမဲ့ကင်ချောင်းဦးရဲ့လေယာဉ်ချက်ကူဝမ်မြောက်ကိုရီးယားရဲ့အမျိုးသားငှက်ဖြစ်တဲ့လေယုံဆောင်ကိုအစွဲပြုခေါ်ဆိုခြင်းဟာကမ္ဘာအလစ်ဝါဆုံးခေါင်းဆောင်တို့အတွက်အတုံးချခံရရဲ့လေယာဉ်သမိုင်းဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်ချန်ကူဝမ်အဖြစ်တာဝန်ထမ်းဆောင်တဲ့အန်လင်အန်လင်စတီဒူ မင်မျိုးကွဲကို1989ခုနှစ်ကမြောက်ကိုရီးယားကိုပေးပို့ခဲ့တာဖြစ်ပြီးအသက်46နှစ်ကျော်ရှိပါပြီ။ဒီအသက်ဟာလေကြောင်းဘေးကင်းဆိုင်ရာကျွမ်းကျင်သူအများစုကိုစိုးရိမ်စေတဲ့အရွယ်ပါ။ဒါပေမဲ့တတိတတနေရဲ့နိုင်ငံတော်အတွက်ဆက်လက်တောင်းဝန်ထမ်းဆောင်နေသေးပါ။လင်းရဲ့လျှက 53ဒသမ12မီတာအတောင်ပံလျားက53ဒသမ20မီတာရှိပြီးဆိုဗီယက်ထုတ်ဒီတာရီ KU တာဝိုပံကခလုတ်အင်ဂျင်လေးလုံးနဲ့မောင်းနေနေပါတယ်။မြောက်ကိုရီးယားရဲ့တရားဝင်မီဒီယာတွေကထုတ်တဲ့တပ်ပုံတွေမှာအဖြူရောင်တရေထိုင်ကုန်တွေပြောင်းလဲနေတဲ့ပန်းစင်တွေပြုလုပ်ထားတဲ့ဇပွဲတွေကျယ်သည့်တန့်စင်ချဲထားတဲ့ပြာတော်တွေကိုတွေ့ရပါတယ်။2015ခုနှစ်က ပြန်လဲပြုပြင်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်1980ညနေလွန်တွေကဟောင်နွမ်းနေရဲ့အလပြင်ဆင်မှုတွေကနေခင်မီစင်ကံပစ္စည်းတွေအဖြစ်ပြောင်းလဲခဲ့ပြီးအရွယ်စားအပြင်ဝင်းတင်နဲ့နှိုင်းရှင်နိုင်တဲ့အထိဖြစ်လာခဲ့ပါတယ်ခီးတဲ့အခြေအတွက်ကိုရှော့ထားပေမဲ့ VM ပြင်ဆင်မှုကတော့စင်ကံမှုနဲ့တည်ထန်တည်ကြည်မှုကိုဦးစားပေးထားတဲ့မိုးမြမရှိတဲ့နန်းတော်တစ်ခုလိုပါပဲ Allen City 2ရဲ့ထူခြားချက်တစ်ခုကတော့ engine လေးလုံးကိုအမီပိုင်းအောင်မှာဇုံနဲ့ပြန်တက်ဆင်ထားတဲ့အမီ engine တက် design ပါဒီ design ကလေယာဉ်ခန်းအတွင်းအတန်ကိုရှော့ချပေးပါတယ် VM လုပ်ငန်းတွေမှာတက်တော်တက်တာရှိမှုနဲ့ပြန်တန်းနေစဉ်အစည်းအဝေးလုံးနိုင်မှုအတွက် ွက်အရေးပါတဲ့အကျိုးကျေးဇူးတခုပါလင်းဟာတနအိကိုကီလိုမီတာ900အထိသွားနိုင်ပြီးခရီးအကွာဝေးကတော့9210ကီလိုမီတာခန့်ရှိပါတယ်ဒါပေမဲ့အစိပ်ပိုင်းတွေနဲ့လောင်စာရရှိမှုကိုကန့်သက်ထားတဲ့နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့်ဖြစ်နိုင်တယ်လို့ယူဆရပါတယ်ဒါပေမဲ့ဒီလင်းရင်ကိုအများဆုံးခရီးအကွာဝေးထိပြန်တမ်းဖို့ဘယ်တော့မှမတုံးရသေးပါဘူးအပြည့်ပြည့်ဆိုင်ရာခရီးတွေအတွက်ချန်ကူဝမ်ကိုရှားရှားပါးပါးသာအသုံးပြုထားပါတယ်ကင်ဂျောင်းအုံရဲ့ဒီလင်းရင်ကိုအထင်ရှားဆုံးအသုံးပြုမှုကတော့2018ခုနှစ်ကသမရရှိချင်းဖြစ်နေတဲ့တွေ့ဆုံမှုဒေယုံနိုင်ငံဒယန်မြို့ကိုတွားရောက်ခဲ့တဲ့အချိန်မှဖြစ်ပါတယ်စေဝန်စားစရာကောင်းတာက2018ခုနှစ်က တမနာဒေါ်နယ်ထရန့်ရဲ့တမန်ဝင်စင်ကာပူထိပ်သီးအစည်းအဝေးတွင်ကင်ချောင်းအွန်ဟာခရီးဝေးသွားဖို့တရုတ်ထုတ်ဝင်ဝင်940ခွင့်လေယာဉ်ကိုငှားရမ်းခဲ့ရပါတယ်ဒါခရီးကွာဝေးစိုးရိမ်မှုဒါမှမဟုတ်သူကိုယ်ပိုင်လေယာဉ်ထိန်းချုပ်မှုပြဿနာတွေကြောင့်ဖြစ်နိုင်တယ်လို့ညွှန်းထားပါတယ်လေယာဉ်ကို P8085 နဲ့ P8081 အပါဝင်မပုံတင်အမှတ်တရတွေနဲ့မြောက်ကိုရီးယားရဲ့နန်းတော်လေကြောင်းလိုင်းအေယာကိုယီယိုကလောက်ကင်ပါတယ်ဒီပြန်တန်းနေတဲ့နန်းတော်ဟာထင်ရှားတယ်ဆိုပေမဲ့ခင်ချောင်းအွန်ဟာ ခီးစဉ်စရာတွေခီးပန်းနိုင်တွေရဲ့ကန့်တတ်ချက်တွေမရှိတဲ့ဇိမ်ခံခြင်းတဲ့အခါပင်လယ်မြေမှာရှိတဲ့ဇိမ်ခံရင်တွေကိုလည်းလှည့်ပြီးသုံးတတ်ပါတယ်ရေပေါ်မှာမျောနေတဲ့ဖြောပြေးပန်းချံ ကိုရီးယားရဲ့ဝန်ဆန်ပန်းဖြေစခန်းပတ်ဝန်းကျင်ကရေပြင်မှာယုံကြည်ရခံအောင်ခန်းနားတဲ့တင်မော်တစီမျောနေပါတယ်။ဂင်းချောင်းအုံးရဲ့ဇင်ခံတင်မော်တွေတွေကပင်မယတနာဖြစ်တဲ့စိတ်ကြိုက်တိဆောက်ထားတဲ့ရေပေါ်နန်းတော်တစ်ခုပါ။မီတာ80ပေ162ပေရှိတဲ့ဒီတင်မော်ဟာအမှန်တကယ်မီတာ100ရှိတင်မော်ထက်အနည်းငယ်တူ ਈ မဲ့ကင်မီသားစုရဲ့စူးစမ်းမှုတွေထဲမှာအကြီးဆုံးနဲ့အခမ်းအနားဆုံးယဉ်ဖြစ်ပြီးအီတလီအစားတော်ပညာရှင်အီမန်နိုရဲ့မှတ်ကအချိန်မှရွေးလျားနိုင်တဲ့ရေပေါ်ဖြော်ရေးပန်းကျန်လို့ဖော်ပြခဲ့တဲ့အတွက်အဲ့ဒီအမည်နာမနဲ့ကြော်ကြားလာခဲ့ပါတယ်။ သူဟာ1998ခုနှစ်ကကင်ချောင်းအီးအတွက်အလုပ်လုပ်ခဲ့ဘူးသူပါသူကြားတဲ့ရင်ကို1990ပြည့်နှစ်လွန်တွေကကင်ချောင်းအီးလက်ထက်မှာဝယ်ယူခဲ့ပြီးကြာရှည်အပန်းဖြေနိုင်မှုနဲ့ဖျော်ဖြေနိုင်မှုဒီဇိုင်းထုတ်ထားတဲ့ခရုသင်္ဘောတစ်စီးဖြစ်ပါတယ်2013ခုနှစ်ကမြောက်ကိုရီးယားကိုအငင်းပွားဖွယ်ရာခရီးစဉ်တွေနဲ့တွားရောက်ခဲ့တဲ့ဒီနေရောမန်ကဒီသင်္ဘောကိုကူးလို့သင်္ဘောနဲ့ဒက်စနီသင်္ဘောတို့ရဲ့ပေါင်းစပ်မှုလို့ဖော်ပြခဲ့ပြီးဝမ်ဆန်မှာပြင်ဆင်ထားပုံကို e-visa ဒါမှမဟုတ် Hawaii လိုမျိုးဇိုင်းကန်နေရာတွေနဲ့နှိုင်းယှဉ်ခဲ့ပါတယ်သင်္ဘောရဲ့ထင်ရှားတဲ့အချက်ကတော့အိုလံပစ်ဆန်ရေကူးကန်တစ်ခုရှိနေတာပဲဖြစ်ပါတယ် ဒီရေကူးကန်က1.5မီတာကျဲပြီး50မီတာရေကူးလမ်းကြောင်းလေးခုပါဝင်ကကိုပိုင်တင်မောတစည်းပေါ်မှာတက်ဆင်ထားတဲ့အကြီးဆုံးရေကန်အကြီးဆုံးရေကူးကန်တွေထဲကတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ရေကြက်ကအချက်တွေကဒီမှာပဲကျင်းမသွားခဲ့ပါဘူး။တင်မောပေါ်မှာလိတ်ခွေထားတဲ့ရေလျှော်စည်းဝင်နှစ်ခုနဲ့စဝိုင်းဘိုရေလျှော်စည်းဝင်လေးခုလည်းပါဝင်နေပါသေးတယ်။ဒါကြောင့်စိန်ခံအပန်းပြေစကန်းတိုင်းနဲ့ရေပေါ်ဖြော်ပြေးပန်းချံတစ်ခုလိုဖြစ်နေပါတယ်။တင်မောရဲ့အတွင်းပိုင်းမှာလူအစည်းဝေးကြီးတွေကိုဖြော်ပြေးနိုင်တဲ့အထက်ဆုံးအနားယူခံပါဝင်ပြီးဧည့်သည်900ကနေ60ခန်းကိုကော်တေအပြည့်စုံနဲ့ဧည့်ခံနိုင်ပါတယ်။လော်မိုင်းရဲ့ဖော်ပြချက်အရတင်မောမှာပုံမှန်ရွယ်စားဘောလုံးခွင့်တစ်ခုတောင် ပါဝင်တယ်လို့ဆိုပါတယ်ဒါပေမဲ့တင်မောရဲ့အရွယ်စားကိုကြည့်ရင်ဒါဟာပုံမှန်ရွယ်စားခွန့်တဲ့ငယ်စားကစားခွန့်တခုကိုရင်ညွှန်းတာဖြစ်နိုင်ပါတယ်ဒီရင်ဟာရိုးရိုးစိန်ကတင်မောတွေနဲ့လုံးဝမတူပါဘူးသူပါသူမရွေ့လျားပဲဝန်ဆံပင်လယ်ခွေးအနားမှာကံယူတန်းရေပြင်အတွက်တည်ငြိမ်မှုနဲ့တတ်တောင်တတရှိမှုကိုဦးစားပေးတဲ့စိတ်ကြိုက်လေးတစည်းလိုလှုပ်ဆောင်နိုင်ပါတယ်သူရဲ့အထက်ဆုံးတိစောက်မှုမှာတီးတန့်ခန်းဝင်စရာအတွက်ပါပါလေးတွေနဲ့ကာယံထားတဲ့ဓာတ်တွေပါဝင်တာကြောင့်ဂျိုလူကရိုက်တဲ့ဓာတ်ပုံတွေနဲ့သူ့ရဲ့အချက်လက်တွေကိုအပြည့်စုံဖမ်းယူဖို့ခက်ခဲပါတယ်မကြသေးခင်ကဂျိုလူပုံရိပ်တွေဟာတင်မောရဲ့ဆက်လက်အသုံးပြုနေမှုကိုစိတ်ဝင်စားစရာအကြည့်တွေပေးခဲ့ပါတယ်ဇူလိုင်လ2024 လေးခုနဲ့မှာဒီတမောဟာဝန်ဆန်စိတ်ကန်းနဲ့ကေမာတောင်ဝန်းအိမ်တော်ကြားလေးတမ5ကီလိုမီတာရွက်လွန်သွားတာကိုတွေ့ရပါတယ်။ဒါဟာကင်ချောင်းဝန်စနီဒီဆိုးဂျူနဲ့တမီကင်ချူအေးတို့ကိုတည်ဆောင်ပြီးရာသီအားလျက်အဖြစ်သွားနေတာဖြစ်နိုင်ပါတယ်။ဒီတမောကို2022ခုနှစ်ကကင်ချောင်းဝန်ကိုလေးချိန်ကြားတဲ့ကာလအတွင်းအပါဝင်ရေးပါတဲ့ကာလတွေမှာလည်းအသုံးပြုခဲ့ပါတယ်။ဒါကြောင့်ဒီတမောဟာအသံဖြေရနေရာရောဒီတန်ခိုးလုံရနေရာပါဖြစ်နေတယ်လို့ဆိုကြပါတယ်။ဒီတမောကိုကင်မီသားစုနဲ့တို့ရဲ့အရေးပါတဲ့ဧည့်သည်တွေအတွက်သာဒီတန်တတ်မှတ်ထားပြီးဂျော်မန်းကသူသွားရောက်တဲ့အချိန်ကဖြောပြင်းမှုကော်ဒီတောက်စရာတွေနဲ့ဧည့်သည်90ကနေ60အထိပါဝင်တဲ့ခီ ီးစဉ်တွေအကြောင်းဖော်ပြခဲ့ပါတယ်။သင်္ဘောရဲ့ဒီဇိုင်းနဲ့အစင်းသစ်ပြင်ဆင်မှုတွေဟာကင်ချောင်းဝင်ရဲ့ဆွန်ဇလန်မှာပညာသင်ယူစဉ်ကအနောက်တန်းဆိုင်ငံမှုကိုထိတွေ့သိရှိမှုကိုခေတ်ကနေပြီးရောက်ကိုရီးယားရဲ့တတိတန်ရေပြင်မှာဖြော်ပြပန်းချံလိုဖြော်ပြမှုတွေကိုယူဆောင်လာခဲ့ပါတယ်။ဒီရေပေါ်နန်းတော်ရဲ့တာမန်မြောက်ကိုရီးယားသားတွေရဲ့နေစဉ်ဘဝအကြာကဝဟမှုတွေကတော့ပိုပြီးထင်ရှားခဲ့ပါတယ်။မြောက်ကိုရီးယားမှာလူသားပေါင်းများစွာဟာအစာအသောက်ရှားပါးမှုနဲ့စီးပွားရေးအခက်အခဲတွေကြုံတွေ့နေရချိန်မှာဒီသင်္ဘောရဲ့ထိန်းသိမ်းမှုနဲ့လုပ်ငန်းလည်ပတ်မှုတွေတန်စာရအမြောက်များလိုအပ်နေပါတယ်။ဒါဟာဒီလိုဆိုင်ခံပစ္စည်းတွေကိုကန့်တတ်ဖို့ရည်ရထားတဲ့နိုင်ငံတကာပိတ်ဆို ိုင်တွေရဲ့ဦးစားပေးမှုတွေကိုအလင်းပြနေပါတယ်။ဒါပေမဲ့ဒီအေယာမရေပေါ်ဖျော်ပြီးဇုံတွဲကြီးတစ်ခုတည်းသာခင်ချောင်းအောင်ရဲ့ရေပေါ်တင်မောထွဲတွေထဲမှာရှိနေတာပါ။သူ့ရဲ့စူးစမ်းမှုတွေထဲမှာအခြေအနေမျိုးမျိုးနဲ့တန်တမာရေးရအတွက်အဆိုင်ထုတ်ထားတဲ့ပိုရင်းကြီးရဲ့အင်္ဂါရင်တွေလည်းပါဝင်နေပါတယ်။ခင်ချောင်းအောင်ရဲ့ရင်နဲ့အစဉ်မြင့်ဆုံးလုံချိုးရေးအင်္ဂါရက်တွေဟာမြင်းဒီအနောက်တိုင်းတန်ချက်ကာလီမိုးစစ်နဲ့မဆိုရှင်နိုင်လို့ရပါတယ်။ဂျီမန်ကာဖန်တွေခံခန့်အောင်လှုပ်ထားတဲ့ကိုယ်တွေပြောင်းတွေနဲ့အစဉ်မြင့်ဆက်သွယ်ရေးစနစ်တွေပါဝင်နေပါတယ်။ဒီအင်္ဂါရက်တွေကခင်ချောင်းအောင်ဟာပြည်တွင်းကြည့်ရှုစစ်စီရေးဒါမှမဟုတ်အခြားအာဏာရှင်ကောင်းဆောင်တွေနဲ့နိုင်ငံတကာတွဲဆောင်ပွဲတွေအဖြစ် NDAG င်းချင်းနဲ့ခရီးသွားနိုင်ပြီးတိရှာလွယ်တန်တမန်ရေးရာစီးပွားရေးတွေကိုလောက်ကင်နိုင်တယ်ဆိုတဲ့ဆိုတာသိကြသေးပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပိုပြီးဘုသူရရရစီမဲ့အကြောင်းအရာတွေနဲ့ပြန်လာမှာမို့စောင့်မျှော်ပေးကြပါအောင်ဗျာ